ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေအကုန်လုံးပဲเนาะเนาะမနက်ကတော့ကတော့ကျွန်တော်ဒါ၃တလုံးပိုင်းလေးကို23 32ဆိုတော့မင်းရောကနန်းနဲ့ဒါအားလုံးပောက်ခဲ့ကြပြီပေါ့เนาะဒီဗီဒီယိုလေးဆုံးအောင်ကြည့်ပေးတော့ပေါ့เนาะဒီညနေမှာဘာပတ်တိဘလို့ထိုးရမလဲကျွန်တော်ရနောက်ထပ်ဒါဒုတိယတတိယဇာတိပေါ့เนาะဒါဘာတွေလဲဆိုတော့ကိုကျွန်တော်ဒီညနေမှာပြောပြပေးသွားမှာဖြစ်တယ်ဗီဒီယိုလေးတော့ဆုံးအောင်ကြည့်ပါ channel လေး subscribe လုပ်ရသေးလို့ရှိရင် subscribe လေးနှိပ်ထားခဲ့ပြီးပါတယောက်တစ်ချက်စီပေါ့နော်လက်မလေးနဲ့ဝန်းရံအားပေးလို့ရပါတယ် မနက်ကတော့30မိနစ်ဆိုတဲ့ခဏကကြီးရှုသူတွေကဒါအကုန်လုံးအကုန်လုံးရကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်2 3 3နီးစက်ရ group တွေမှာကျွန်တော်ရှယ်ထားပေးပါနော်ဗီဒီယိုလေးတွေကတော့ကျွန်တော်3မိနစ်ဗီဒီယိုလေးတွေပဲအမြဲတမ်းလှုပ်ပြီးတော့တင်ပေးပါတယ်ကျွန်တော်လည်းတအား professional ဆရာတယောက်လည်းမဟုတ်ဘူးခင်ဗျာကျွန်တော်တွေ့တာကျွန်တော်မြင်တာလေးကိုရတာလေးကိုမိတ်ဆွေတို့ညံနဲ့ချင့်ချင်ပြီးတော့ထိုးပါနော်ဘယ်ဆရာမှတော့အမြင်မမှန်အမြင်မမှားပါပဲခင်ဗျာကဗီဒီယိုလေးဆုံးအောင်ကြည့်ပြီးတော့ပါမနေ့က23ပေါက်တယ်လို့မျိုးဒီညနေမှလည်းထပ်ပြီးတော့ပေါက်ပါစေနော် ကဲကျွန်တော်တွေ့ထားတာကျွန်တော်မြင်ထားတာလေးကတော့ကျွန်တော်ပြောပြပြီးမယ်အခုဒီမှာပေါ့နော်ဒါ break 2တွေဒါရိုက်ခဲ့တယ်ဆိုရင်3358ပေါ့နော်3358ကဒီမှာတော့ဒါမပြောက်ခဏဖြစ်နေကျွန်တော်တို့ပြန်ယူတယ်ပေါ့နော်1340ကျွန်တော်ဒါမပြောက်ယူတယ်68659ဂျိန်းนี่ပြန်ထွက်တယ်ပေါ့နော်တလုံးမို့တလုံးပြန်ထွက်တယ်3480ဆက်ဖြစ်ပေါ့နော်ဒီကဏ္ဍဒီဒီကဏ္ဍนี่အားလုံးကဒီမှာတော်တော်များများကဒီမှာပြန်ပြီးတော့အောက်ပွဲမှာထွက်ခဲ့ရုံမှန်ရင်ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ ပထမ main pad တည်းဒီ၃ဒလုံးဖြစ်ပါတယ်ဒီနေ့မနေ့မှလည်းဒါ၃ကြောင်းမလို့ပေါက်သွားတဲ့လူတွေတော်တော်များတယ်အဲ့တော့ဒီညနေရနေစပြီးတော့ကျွန်တော်ဒီ trigger move ကိုကျွန်တော်ကကင်နေកောင်ဖြစ်တာဖြစ်တဲ့တော့ဒီမှာ၄ဒီမှာ၄ဆိုရင်ကျွန်တော်တို့ဒီအောက်ကို၄ဒလုံးနဲ့သူရိုက်ပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်၄ trigger ကိုဖမ်းပါတယ်ကြံကနန်းတွေက3ညနဲ့9နဲ့ကြံနေပါသေးတယ်။ကြံနေတဲ့3ညနဲ့9နဲ့ကိုဒီညနေမှာတော့4 6ခွန်နဲ့ပဲကျွန်တော်ကတ်ပြီးတော့ပြီးမယ်ပေါ့နော်။မနက်ကတော့ကလည်းကျွန်တော်ကြံနေတဲ့ကနန်း ဟိုကျွန်တော်က3ကျွန်တော်ရဲ့3နှလုံးပိုင်းနဲ့ကျွန်တော်ကတ်ပြီးတော့ပေးတာဖြစ်တယ်အဲ့တော့ဒီညနေကိုတော့ကျွန်တော်၄ကိုလေးကိုးနဲ့ပေါ့နော်လေးကိုးနဲ့ကျွန်တော်ကတ်ပြီးတော့ပြီးမယ်လေးကတော့ဒါတရိကံအားဖြင့်ဆင်းမယ်ဆိုရင်လေးတရိကံနဲ့ကျွန်တော်တို့ဆင်းလိုက်မယ်၄45ဆိုတဲ့ဒါကနန်းနေပေါ့နော်အဲ့ဒီတော့ဒုတိယပတ်တိကဘာလဲဆိုရင်လေးကိုးပါနော်နှစ်ရက်တွင်ကျွန်တော်ရဲ့ပတ်တိဒီလဲလေးကိုးဖြစ်ပါတယ်ဗုဒ္ဓဦးတွင်ကြာလာမယ့်ပတ်တိကလည်းဇုံကန်ပြီးတော့ပတ်နိုင်တယ်ဆိုတော့မိတ်ဆွေများဇုံကန်ပြီးတော့ဒါပတ်လိုက်ပါ ကျွေးကြေသွားစေရပါလိမ့်မယ်เนาะငားကြောင့်မလို့တုံညာငားကြောင့်မလို့တုံညာကြောင့်မလို့နှစ်ကြောင့်မလို့ထိနေရဆိုတော့မိတ်ဆွေတွေကိုကျွန်တော်မနေ့ကတော့၃တလုံးပိုင်းနဲ့ကျွန်တော်ပေးခဲ့ပြီးသွားပြီဒီညနေမှာတော့၄ပိုင်း၉ပိုင်းနဲ့အော်ပါအော့ကွက်တွေကိုလည်းကျွန်တော်ရေးပြီးမှဖြစ်ပါတယ်เนาะအားလုံးမထိတိမိမိထပ်ပြီးတော့ပေါက်ပါစေရပါစေကျွန်တော် channel လေးလည်း subscribe လုပ်ထားပါနှီးစက်ရဒူးတီ 3D grow တွေပါ share ပေးခြင်းအားဖြင့်ကူညီပါလက်မလေးတယောက်တစ်ချက်စီနှိပ်သွားခဲ့ပေးပါเนาะကျွန်တော် KB နံပါတ်လေးလည်း छा ပေးထားပါတယ်6959090140ပါ KB ကန်ဆက်ပြီးပြီဆိုတာနဲ့ကျွန်တော်ဘူရမီဂရိုတဲကိုလည်းကျွန်တော်အဲ့လူများကိုလည်းကျွန်တော်ထည့်ပြီးပါတယ်ရသက်ပံအောင်မှာဝင်ချေကျွန်တော်တသောင်းမင်ကောက်ထားပါတယ်နော်ကဲအားလုံးပဲဒီညနေမှာလည်းမနက်ကပေါက်တယ်လို့မျိုးထိတိမိမိနဲ့ရပါစေဩကွက် main ကွက်ကလေးတစ်ကွက်ကိုလည်းကျွန်တော်ထည့်ပြီးတော့ရေးပေးတော့ပါမယ်အားလုံးပဲထိတိမိမိပေါက်ပါစေရပါစေနော်